ရန်ပုံငွေအကြက်တဲတွေကြောင့်ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးထိသိမ့်မှုမရှင်တွေကိုကဘာအနှက်မှာတိတိတသားဖြတ်တောက်ရှော့ချသွားမယ်လို့သိရပါတယ်။ကဘာတလောမှာဖြန့်ကျက်ထားတဲ့ operation ကိုးကူတွေကငြိမ်းချမ်းရေးထိသိမ့်မှုတက်အင်အားရဲ့စုစုပေါင်း၄ပုံ၃ပုံလောက်ကိုရှော့ချသွားမှာဖြစ်တယ်လို့ကုလသမဂ္ဂရဲ့ထိပ်ပိုင်းအရာရှိတွေကအောက်တိုဘာ၈ရက်နေ့မှာပြောကြားခဲ့တာပါ။အဓိကရန်ပုံငွေထောက်ပံ့သူဖြစ်တဲ့ American ဆိုရာစီကနောက်ထပ်ရမယ့်အကူအညီငွေကြေးတွေနဲ့ပတ်သက်လို့ဘာမှမသေးချာတော့တာက ကုလသမဂ္ဂအတွက်အခက်အခဲတွေအများကြီးရင်ဆိုင်လာရသေးပါတယ်။ခြုံငုံပြီးပြောရရင်တော့ကဘာတလောမှာငြိမ်းချမ်းရေးထိမ့်သိမ့်မှုအတွက်ဖြန့်ကျက်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲတွေသူတို့ရဲ့အသုံးဆောင်တွေက25ရာခိုင်နှုန်းလောက်ကိုပြန်သိမ်းဆည်းယူခေါ်ယူရမှာဖြစ်ကြောင်းအရက်ပတ်ဝန်ထမ်းအများအပြားပေါ်မှာလည်းထိခိုက်သက်ရောက်မှုတွေရှိလာနိုင်ကြောင်းအမည်မဖော်လိုတဲ့ကုလသမဂ္ဂအကြီးတန်းအရာရှိတဦးကဆိုပါတယ်။အထိပ္ပယ်ကတော့ကုလသမဂ္ဂဟာငြိမ်းချမ်းရေးထိမ့်သိမ့်မှုမရှင်အတွက်ဖြန့်ကျက်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲဝန်ထမ်းအကြီးအတွက် တောင်း3000ကနေတောင်း4000လောက်ကိုရုတ်သိမ်းရတော့မယ်သဘောပါ American Heart ကုလသမဂ္ဂရဲ့အဓိကအလူရှင်အဖြစ်ရက်တည်နေပြီးအသုံးစရိတ်အားလုံးရဲ့26ရာခိုင်နှုန်းကိုထောက်ပံ့ထားတယ်လို့တရုတ်ကတော့ဒုတိယနေရာမှာရက်တည်ရင်24ရာခိုင်နှုန်းလောက်ခွဲတန်းကိုတာဝန်ယူထားပါတယ် American အစိုးရကသိမ့်မကြခင်မှာကုလသမဂ္ဂစီဒေါ်လာတန်း680လောက်ပေးရဖို့ကိုစတင်ဆွေးနွေးနေတယ်လို့ပြောပါတယ်ဒါပေမဲ့လောလောဆယ်မှာဘတ်ဂျက်အစီအမံကိစ္စလွတ်တော်ဆွေးနွေးမှုမအောင်မြင်လို့ American အစိုးရရန်တရာလဲပတ်မှုတွေရှော့ချရပြီး shut down ဖြစ်နေတဲ့အတွက်နှောင့်နှေးမှုတွေဖြစ်လာမဲ့သဘောပါ။ Trump ကနိုင်ငံတကာအရေးကိစ္စတွေမှာကုလသမဂ္ဂရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလူသိရှင်ကြားဝေဖန်ထားသလို August လတုန်းကလည်း2024နဲ့2025ခုနှစ်အတွက်ငြိမ်းချမ်းရေးထိမ့်သိမ့်မှုမရှိအသုံးစရိတ်ဒေါ်လာသန်း800လောက်ကိုရှော့ချစေခဲ့ပါတယ်။ဒါ့အပြင်မာလီ၊လက်ဘနွန်နဲ့ကွန်ဂိုတို့မှာကုလသမဂ္ဂငြိမ်းချမ်းရေးထိမ့်သိမ့်မှုမရှိတွေမအောင်မြင်ခဲ့တာကိုထောက်ပြပြီး2026ခုနှစ်အတွက် ငင်းချမ်းရေးထိမ့်သိမ့်မှုဘတ်ဂျက်တွေကိုဖယ်ရှားပစ်ဖို့ပါအင်ဖြူရကအဆိုပြုထားကြောင်းသိရပါတယ်ရှင်။